တက္ကသိုလ်ဝင်စာမေးဝဲတွေပြန်လည်ဖြေရမယ်လို့ပညာရေးဝန်ကြီးဌာနကတရားဝင်စာထုတ်ထားခြင်းမရှိသေးတဲ့ကြောင့်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတရင်ထုတ်ပြန်ရေးအဖွဲ့ကပြောပါရယ် တက္ကသိုလ်ဝင်ဆောင်ဝေးဝယ်တွေပြန်လည်ဖြေကြားရမယ်ဆိုတဲ့သတင်းတွေဟာမိဘပြည်သူအကြားမှပြန့်နှံ့နေတာကြောင့်ပညာရေးဝန်ကြီးဌာနအနေနဲ့တည်ဝင်စာထုတ်ထားတာရှိသလားဆိုတဲ့သတင်းဌာနတစ်ခုရဲ့မေးမြန်းမှုအပေါ်တည်ဝင်စာထုတ်ထားခြင်းမရှိသေးပါဘူးလို့နာဆာကသတင်းထုတ်ပြန်ရေးအဖွဲ့ကဖြေကြားထားပါတယ်။မန္တလေးတက္ကသိုလ်ပင်မဆောင်ကြီးမိလောင်ခဲ့တာနဲ့အတူမန္တလေးစကိုင်းနဲ့ကချင်ပြည်နယ်တို့ကတက္ကသိုလ်ဝင်ဆောင်မွေးဝဲအဖြေလွှာတွေမိလောင်ပြည့်စည်ခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတက္ကသိုလ်ဝင်ဆောင်မွေးဝဲတွေပြန်လည်ဖြေကြားရမယ်ဆိုတဲ့သတင်းတွေဟာ မိဘပြည်သူတွေအကြားမှာပြန့်နှံ့နေတာဖြစ်ပါတယ်။မလ28ရက်ဒေသစံတော်ချိန်မိုးလွယ်12:51မိနစ်3ည20စက္ကန့်အချိန်မှာမန္တလေးမြို့ရဲ့အရှေ့မြောက်ဘက်20ကီလိုမီတာခန့်အကွာမှာ AR Star Scale 9.8အဆင့်ရှိတဲ့အင်အားအလွန်ပြင်းထန်တဲ့မြင်းကလေးတစ်ခုလှုပ်ရှားသွားခဲ့ပြီးသခိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းနဲ့ရှမ်းပြည်နယ်အရှေ့မြောက်ဒေသနေပြည်တော်ကောင်စီနယ်မြေ ဘကိုးတိုင်းဒေသကြီးတို့မှာငလင်ဘေးဒဏ်ကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးမှုအများပြားဖြစ်ပေါ်ခဲ့ရတယ်လို့သိရပါတယ်။အဲ့လိုဖြစ်ပေါ်ခဲ့ရမှာမန္တလေးတက္ကသိုလ်ပင်မဆောင်ဟာလည်းငလင်ဒဏ်ကြောင့်ပြိုကျပျက်စီးမှုတွေဖြစ်ပေါ်ခဲ့တဲ့အပြင်နောက်ဆက်တွဲအဖြစ်မိလာမှုတွေဖြစ်ပေါ်ခဲ့ကြောင်းအဆိုပါမိလာမှုကြောင့်မန္တလေးတက္ကသိုလ်ပင်မဆောင်ကိုရောက်ရှိနေတဲ့2024-2025တက္ကသိုလ်ဝင်ဆောင်မဝဲအဖြစ်လွှာတွေဖြစ်တဲ့မန္တလေးတိုင်းကဖြည့်ဆို့သူဦးရေ46,944ဦးရဲ့အဖြစ်လွှာအုပ်ရေ2,800 940ဦးစကိုင်းတိုင်းဒေသကြီးကဖြည့်ဆို့သူဦးရေ8331ဦးရဲ့အဖြည့်လွှာအုပ်ရေ4328ဦးကချင်ပြည်နယ်ကဖြည့်ဆို့သူဦးရေ8699ဦးရဲ့အဖြည့်လွှာအုပ်ရေ9189တို့ဟာမီးလောင်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့သိရပါတယ်။ အခုလိုပြင်းထန်ကလေးလှုပ်ခတ်ခဲ့တဲ့အချိန်ဟာစာစင်းလုပ်ငန်းတွေလှုပ်ဆောင်နေတဲ့အချိန်ဖြစ်ပြီးစာစင်းလုပ်ငန်းဆောင်ရွက်နေသူဆရာဆရာမ268ဦးခန့်ဟာစာစစ်လုပ်ငန်းတွေကုန်လုပ်ငန်းဆောင်ရွက်နေချိန်မှာပြင်းထန်ကလေးဖြစ်ပေါ်ခဲ့တာကြောင့်ပင်မဆောင်အောက်ကိုပြေးထွက်တင်းရှောင်ခဲ့ကြရတယ်လို့သိရပါဗျာ။ ိမ်နောက်ငလင်းလှုပ်ခတ်မှုကနေနောက်ဆက်တွဲမီးလောင်မှုတွေဖြစ်ပေါ်ခဲ့စမှာမန္တလေးတက္ကသိုလ်ပြည်မဆောင်ကြီးတစ်ခုလုံးမီးလောင်ပျက်စီးဆုံးရှုံးခဲ့ရမှုနဲ့အတူမန္တလေးတိုင်းစကိုင်းတိုင်းနဲ့ကချင်ပြည်နယ်တို့က2024-2025တက္ကသိုလ်ဝင်ဆောင်မှုဝယ်အဖြေလွှာတွေဟာလည်းမီးလောင်ပျက်စီးဆုံးရှုံးခဲ့ရတာဖြစ်တယ်လို့သိရပါဗျ။